ရွှေကုတ်ကိုကြာဖြတ်မျိုးသစ်တည်ထောင်သူရှီကြည်ချန်းကိုထိုင်းကရက်ကိုးဆက်အတွင်တရုတ်ကိုလွှဲပြောင်းပြင်ပြင်းနဲ့မြဝရီမျိုးနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ရွှေကုတ်ကိုကြာဖြတ်လောင်ကစားမျိုးသစ်တည်ထောင်တဲ့သူဖြစ်တဲ့စစ်တပ်လောက်ခံကရင်နယ်ချားဆောက်တပ် BGF ခေါင်းဆောင်စောချစ်သူရဲ့ကိုးခွေရာလည်းဖြစ်တဲ့နိုင်ငံတကာရာဇဝတ်တရခံရှီကြည်ချန်းကို ထိုင်းနိုင်ငံကရက်ပေါင်း60အတွင်းတရုတ်နိုင်ငံကိုလွှဲပြောင်းပေးတော့မှာဖြစ်ပါတယ် ။နိုဝင်ဘာ10ရက်ကထိုင်းယူကန်တရားရုံးကအွန်လိုင်းလောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင် လက်ပတ်ခဲ့တဲ့ကြားဖြတ်ငွေလိမ်ကိုင်းခေါင်းဆောင်ရှီချီချန်းကိုတရုတ်ကိုလွှဲပြောင်းမှုအတည်ပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားတဲ့ရှီချီချန်းဟာတရုတ်ယွမ်ငွေ2,895ဘီလီယံထိုင်းဘတ်12.6ထရီလီယံခန့်လိမ်လည်ခဲ့တဲ့ကာစီနို website 239ခုတက်မနေ့ တီထောင်စီမံခဲ့သူဖြစ်ပြီးတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့လိမ်လည်မှုများအတွက်အထူးကတာဝန်ရှိသူဖြစ်တရုတ်အစိုးရကအလို့ရှိနေပါတယ်။၎င်းကို2022ခုနှစ်ဩဂတ်လမှာဘန်ကောက်မြို့မှာထိုင်းအစိုးရကဖမ်းဆီးရရှိခဲ့ပြီးယခုနှစ်အောက်တိုဘာ22ရက်မှာထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတွဲပြောင်းမှုအတည်ပြုခဲ့ပါတယ်။1993ခုနှစ်ထိုင်းတရုတ်တရုတ်ခံလွှဲပြောင်းစာချုပ်အရဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ရှီချီချန်းဟာကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံမှာကြားဖြန့်စီမံကိန်းမျိုးတင်များအကောင့်ထည့်ဖော်ခဲ့သူဖြစ်ပါတယ်။ BGF ကောင်းဆောင်ဆော့ရှစ်သူကယခုနှစ်အောက်တိုဘာ17ရက်မှာရွှေကုတ်ကိုမှ၎င်းရဲ့လွတ်မြောက်ရေးအတွက်ဆူတောင်းပွဲကျင်းပခဲ့ပါတယ်ရှင်။